တင်ရှင်များအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လဲ share လောက်ပေးသွားမှာကတော့ခရီးရန်တွေကတဲ့ရုပ်ထုနဲ့လူကိုမကိုးဝေဘူးလားတဲ့အဲ့လိုမျိုးပေါ့နော်အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025မေလ24ရက်နေ့ဖြစ်ပါတယ်နော်อืมခရီးရန်ညာပြောတယ်ရုပ်ထုယူဘာမကိုးဝေအောင်ရုပ်ထုယူဘာမကိုးဝေအောင်ဘောနာပါသားရုပ်ထုယူဘာတွေကိုရုပ်ထုတွေကိုးဝေတာပေါ့နော်အဲ့ဒါသူများပါတာကိုတိုက်ခိုက်ပြီးတော့ဒီချိန်တုန်းကလည်း တော့တန်ခဲတယ်ကဲဟုတ်ပြီရအောင်ဆိုဘူးတော်နဲ့လည်းနားထောင်ကြည့်ပါဘောနော်လူဘူးမကိုဝယ်အောင်ဆိုတဲ့စကားကြီးအရင်ပြောကြတယ်อืมတကယ်ပဲသူတို့ကရုပ်ထုယူပွားတွေကိုမကိုဝယ်ဘူးလားအရာဝတ္ထုတွေကိုမကိုဝယ်ဘူးလားอืมလူတွေကိုမကိုဝယ်ဘူးလားလိလာကြည့်အောင်ကိုဝယ်ခြင်းဆိုတော့မလဲလူတွေအဲ့ဒီအောင်ကျွန်တော်စစစစဖို့လိုအပ်တယ်ဟုတ်ကိုဝယ်တယ်ဆိုတဲ့အတိတ်ပဲကအကူအာထာပြူလား မိမိဘဝကောင်းစားရည်မိမိဘဝချမ်းသာရည်နောင်တမလွန်ကောင်းစားရည်တမလွန်လောကချမ်းသာရည်အဲ့ဒီအရာတွေကိုရည်ရွယ်ပြီးတော့ယုံကြည်မှုတစ်ခုနဲ့လူရဲ့လို့ဖြစ်လာရင်မွေးလာတဲ့အမိဘကိုအမေဖေကိုအကူအထားပြုပါတယ်ဆရာသမားကိုအကူအထားပြုပါတယ်ဒီအမေဖေကငါ့ကိုထမင်းကျွေးမှာပဲဒီအမေဖေရှိနေတော့ငါအသက်ရှင်နေရဆိုတော့အကူအထားနဲ့ အမိအဖကိုမိခိုးပြီးတော့ထမင်းစားတော့ပါတယ်အဲ့တော့အမေကိုကိုယ်ပဲအဖေကိုကိုယ်ပဲဟုတ်တော့နော်ဒါသဘောတရားလေးတွေကိုပြောပြတာနော်ဒီကညင်ပါလေဟွန်းမိမိဘဝရှင်တန်ကြီးအတွက်အမေနဲ့အဖေကိုအားကိုးအားထားမပြုတ်ပါဘူးလားပြုတ်ပါလားအဲ့ဒါအတည်ပြင်းလင်းမိဘကိုကိုယ်ပဲနေရပါဟုတ်တယ်လူတိုင်းလူတိုင်းကအသက်ရှင်မှုအတွက်အမိဘကိုအားကိုးအားထားမပြုတ်ဘဲနဲ့အသက်မရှင်ကြဘူး ်မိဘကိုအကူအထားပြုမှာတက်ရှင်တယ်အဲ့တော့ခရိယန်ညီလူကိုမကိုးကွယ်ဘူးလားကိုးကွယ်တာပေါ့လူကိုမကိုးကွယ်သူတို့သိသွားမှာပေါ့အဲ့လေငငယ်တော့ကတော့မိဖတယ်ကိုမကိုခင်သူ့ကိုဘသူကလာပြီးတော့ကျွေးမှလည်းထမင်းတယ်ဟဲ့နော်အမေဖေကိုသူတို့မကိုခွယ်လို့ရှင်သူတို့တည်သွားမှာပဲအဲ့လေအကူအထာမပြုလို့မရဘူးကိုခွယ်ရဆိုတဲ့နေရာမှာယုံကြည်မှုရဲ့အလေးအမြတ်ပြုမှုတွေပူဇော်မှုတွေပါလာတယ်ဟုတ်တယ်နော်အဲ့တော့သူတို့က ဘုရားသခင်ကိုယုံကြည်လိုက်တယ်ဖန်ဆင်းရှင်ကိုယုံကြည်လိုက်တယ်ဆိုပြီးတော့ယုံကြည်မှုသည်တမလွန်ကောင်းစားရည်ဖြစ်တယ်လက်ရှိပြစ်ဆုံးပံမှာသူတို့ကလေးဘဝအရွယ်တွေကအမေနဲ့အဖေကိုယုံကြည်အားကိုးပြုပြီးတော့အမေနဲ့အဖေကိုအားကိုးအားထားပြုတာအမေအဖေကိုကိုးကွယ်တာအဲ့တော့ခရီးကနေအမေအဖေကိုလူကိုမကိုးကွယ်ဘူးလားလို့မေးလူကိုကိုးကွယ်တယ်အင်းအွေရောက်လာပြီပညာသိမိအွေရောက်လာပြီဆရာသမားကိုအားကိုးရတယ်ဒီပညာတွေတက်ဖို့အတွက်ဆရာသမားကိုအားကိုးအားထားပြုရတယ်အဲ အဲ့ဒါဆရာသမားကိုကိုးကွယ်တာပါဟုတ်တယ်အကူအားထားပြုတယ်ဆိုရင်ကိုးကွယ်အဲ့တော့ဆရာသမားကိုမပူဇော်ဘူးလားပူဇော်မှုတွေလုပ်ရတာဟောမလုပ်လို့မကာရဝတရားထားရတယ်အလေးမြတ်ပြုရတယ်အလေးဆရာသမားကိုလည်းဝထားထားအလေးနဲ့ထားရတာအဲ့ဒါဆရာသမားကိုကိုးကွယ်တာပါပဲဟုတ်ဟုတ်ပြီအလုပ်တွေလုပ်လာပြီအလုပ်တွေလုပ်လာတဲ့ခါမှာငွေမရှာဘူးလားအင်းငွေရှာတာပေါ့ငွေကိုကိုးကွယ်တာဒီငွေရှိမှငါလူရဝင်မှာငါဒီငွေရှိမှ လူတော်တိုးမှာဆိုတဲ့အတွေးခေါ်ခေါင်းနဲ့ရောက်လာပြီဆိုလို့ငွေကိုအားကိုးရတော့တယ်။ငွေကိုရှာဖွေရတယ်ငွေကိုအားကိုးရတယ်ငွေကိုယုံကြည်ထားတယ်ငွေရှိမှဖြစ်မယ်ဆိုတဲ့ယုံကြည်ချက်ကိုမွေးထားတယ်။အဲ့တော့ယုံကြည်ချက်ကအမြဲတမ်းတသမတ်တည်းရှိလို့မရှိပါဘူး။အသက်ရှင်မှုအတွက်ယာရုရမှုအတွက်ကိုယ့်ထက်အထက်ရာရှိကိုအားကိုးရတယ်ဂါရဝပြုရတယ်လက်ထိုးရတယ်။ဒါမှန်ပဲလေ။အဲ့ဒါကိုယ်ဝယ်တာပါပဲ။အင်း ဲ့တော့တမလွန်ကောင်းစားရေးကိုကိုးကွယ်တာမှကိုးကွယ်တာလို့မဟုတ်ပါဘူး။လက်ရှိပြစ်ဆုံးကံကောင်းစားရေးကိုကိုးကွယ်နေတဲ့အားကိုးနေတာဒီလေကိုးကွယ်ခြင်းပါ။အဲ့တော့တမလွန်မှာဒီပုဂ္ဂိုလ်ကြီးကိုကိုးကွယ်လိုက်ရင်တော့ဒီပုဂ္ဂိုလ်ကြီးကိုယုံကြည်လိုက်ရင်တော့ဒီပုဂ္ဂိုလ်ကြီးပြောတဲ့အတိုင်းလိုက်လုပ်လိုက်ရင်တော့ငါတို့တမလွန်ကောင်းစားမှာပဲဆိုတာကတမလွန်ကိုးကွယ်မှုဖြစ်ပါတယ်။อืมတည်ပြီးနောက်တဖန်ကိုကိုးကွယ်မှုဖြစ်ပါတယ်။အဲ့တော့ဒီဘဝမှာနတ်ကိုးကွယ်တဲ့လူတွေကရောဒီဘဝ တတတာမှာငါတို့ဒီ net ဒီကိုပူဇော်လိုက်ရင်ဗလိနက်စာတွေကျွေးလိုက်ရင်ငါတို့တော့စီးစိမ်ကြီးရမှာပဲလက်လာပါတွေရမှာပဲဆိုတော့မမြင်ရတဲ့ net ကိုကိုကိုယ်အတမလုံးမှာဖန်ဆင်းရှင်ကြီးရှိတယ်ဖန်ဆင်းရှင်ကြီးကတမလုံးမှာကောင်းစားကြီးလုပ်ပေးနိုင်တယ်ဆိုတော့ယုံကြည်မှုနဲ့ကိုးကွယ်တာဒီတမလုံးကိုးကွယ်မှုဖြစ်ပါတယ်ဟောနော်အဲ့တော့ခရိယန်ကြီးရုပ်ထုကိုမကိုးကွယ်ဘူးလားဆိုတော့ကိုးကွယ်တာပေါ့အဲ့လေခရိယန်ကြီးရုပ်ထုမကိုးကွယ်ဘူးလားလူကိုလည်းကိုးကွယ်တယ်ရုပ်ဝတ္ထုဖြစ်တဲ့ပတ်စံကြီးကိုလည်းကိုးကွယ်တယ်อืม အာငါတို့ကဒီလိုကာရဝတွေပြုမှာကိုးကွယ်တာလားမဟုတ်ဘူးကိုးကွယ်မှုဆိုတာအာကူအာထာပြုနေတယ်များကိုးကွယ်မှုအဲ့တော့မြတ်စွာဘုရားကအတ္တာဟိအတ္တနောနာထောမိမိကိုယ်သာကိုးကွယ်ရဖြစ်အောင်လုပ်ရမယ်ပြောတယ်ဘလို့မိမိကိုယ်ကိုကိုးကွယ်ကိုယ့်ကိုယ်ကိုမှန်လဲကြည့်ပြီးထိုင်ရှိခိုးနေတာကိုပြောတာအလေးမြတ်ပြုနေကိုယ့်ရဲ့အကျင့်သိက္ခာကြီးပြန်စဉ်းစားလိုက်တယ်မှာကိုယ့်ကိုယ်ကိုကြည်ညိုနေနိုင်ရတယ် ငါဘု து မမယုံယုံပါတဲ့စိတ်ငါမမွေးခဲ့ဘူးဘု து ကမငါဒုက္ခမပြီးခဲ့ဘူးဆိုတော့ကိုကိုကိုကြည်ညိုတဲ့စိတ်ယုံကြည်တဲ့စိတ်ဖြစ်လာအောင်လုပ်ရတာအဲ့ဒါကို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 ရတာငွေကိုယုံကြည်နေပြီဆိုရင်ငွေကိုကိုကိုရတာအရာရှိတယောက်ကိုယုံကြည်လိုက်တယ်အရာရှိတယောက်ကိုယုံကြည်ပြီးတော့ငါသူကငါ့ကိုယာတို့တက်အောင်လုပ်ပေးနိုင်တယ်ဆိုရင်အရာရှိကိုကိုကိုရတာဘုရားဘာသာမှာကဖရာတရားတန်ခါရဏသုံးပါးကိုယုံကြည်စိတ်ကကိုကိုပြီး ဖျားတရားတန်ခါယနာ၃ပါးရဲ့အဆုံးအမတွေယူပြီးတော့မိမိကိုယ်ကိုကိုးကွယ်ရဖြစ်အောင်အရင်ဆုံးစောင့်တည်ရတယ်။ဟုတ်နော်။ဟာဘဒုပေါ်မှာတက်ချင်းဖြတ်ချင်းဘဒုကဆာမှာခိုးချင်းသူများသားမယားကိုငါလိန်ညာကျူးလွန်ခြင်းသာသူဘသားတို့ကိုခုံးတိုက်ဖြက်စီခြင်းသူတို့ဘသားတို့တိတ်ချောင်းတက်ချောင်းညီပြောခြင်းသူတို့ဘဥစ္စာပစ္စည်းကိုငါရယူလို့ခြင်းသာသူဘသားတို့ကိုခုံးတိုက်ခြင်း ိမ်ဖိနေစကားတွေအကျိုးမဲ့တဲ့စကားတွေအနှစ်သားမရှိတဲ့စကားတွေငါမပြောဘူးဆိုပြီးတော့ကိုကိုကိုယုံကြည်နိုင်လောက်တဲ့တရားတရားရှိပြီးတော့ကို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 လုံးသမျှကိုတွေးလိုက်တိုင်းတွေးလိုက်တိုင်းမှာကိုကိုကိုကြည်ညိုနိုင်တဲ့ပုံကိုဖြစ်အောင်လုပ်ရအဲ့ဒါကြီးမိမိကိုကိုကိုမိမိကို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 ကျန်တော့ဖြစ်သွားတယ်အဲ့တော့ကိုကိုကျင်းဆိုတဲ့သဘောတရားတွေကိုလေးလာဆန်းစစ်လိုက်မယ်ဆိုရင်မမြင်ရတဲ့အရာတွေကိုကိုကိုွယ်တာဒီနဲ့ကိုကိုွယ်မှုရှိတယ်อืมဟုတ်တော့เนาะနောက်ကိုနောက်ကိုွယ်တာတော့เนาะ စိတ်နဲ့ဘာနဲ့မှမတိနိုင်တဲ့အရာတွေစိတ်ကူးနဲ့ကြံစီပြီးတော့ပဲတိနိုင်တယ်ပေါ့ကြံစီခြင်းအဖြစ်ပဲတိနိုင်တဲ့အရာဓမ္မသဘောတရားတွေမမြင်ရတဲ့နှက်ကြီးကိုကိုးဝယ်တဲ့သူနဲ့ဖန်ဆင်းရှင်ကြီးကိုကိုးဝယ်တာလေကိုးကွယ်မှုချင်းအတူတူပါလေအွတချို့ကကြတော့နှက်ကိုကိုးဝယ်တာဒီလက်ရှိပစ္စုပန်မှာအချိုးစီဝါလက်လာပါတယ်ရပေါ့တမလုံးအချိုးစီဝါတက်ကိုးဝယ်တာအဲ့ဒီလိုပုံကိုမျိုးကမြတ်စွာဘုရားကိုကိုးဝယ်တယ်ဆိုရင်တဏှာတကုံမပြတ်စီဘူး ်မြတ်စွာဘုရားကိုကိုးကွယ်ခြင်းသည်မြတ်စွာဘုရားရဲ့တီလာကုန်တမာရီကုန်ပညာကုန်နဲ့အဆုံးအမတွေကိုယုံကြည်လို့ကိုးကွယ်မြတ်စွာဘုရားသည်ဘောဓိပင်ကနေပြီးတော့တပ်ပညုဒ္ဒဉာဏ်ကိုရလိုက်တဲ့အချိန်အနေနဲ့အင်းကြီးတော်မှာပြိဋိနိဗ္ဗာန်ဆန်တဲ့အချိန်အထိဟောခဲ့တော်တရားတွေဟောတဲ့အတိုင်းမှန်နေအင်းထောက်ပြခြင်းမရှိဘူးပြတ်ရွံ့ခြင်းမရှိဘူးအဲ့ဒီလိုယုံကြည်စိတ်နဲ့တရားတရားနဲ့မြတ်စွာဘုရားပေါ်ယုံကြည်ပြီးတော့ကိုးကွယ်တာဒီတမလုံကောင်းစားကြီးဒုက္ခဆင်းရဲညင်းကြီးတန်တရားပြတ်ချောင်း ဲ့ဒီလိုဒုက္ခတွေငင်းသွားဖို့အတွက်ကိုကိုးကွယ်တာအဲ့တော့လက်ရှိပြစ်ဆုံးဘက်မှာလူတိုင်းကအမေကိုကိုးကွယ်တယ်အဖေကိုကိုးကွယ်တယ်ဆရာသမားကိုကိုးကွယ်အရာရှိတွေကိုးကွယ်တယ်ပတ်စံတွေကိုးကွယ်တယ်အဲ့တော့လူသားရဲ့လို့မှန်ရင်ကိုးကွယ်ရလဲမဲ့မနေသလိုကိုးကွယ်ရလဲပြောင်းမနေကြဘူးတစ်ခုခုကိုအမြင်နဲ့အာကိုကိုးကွယ်နေမှာအသက်ရှင်တယ်အဲ့ဒီထဲမှာမိမိကိုကိုကိုးကွယ်နိုင်တဲ့ဖြစ်ဖို့ကတော့အကျင့်တရားတွေကအမြင်နဲ့စင်ကြယ်မှုမြင်နေဖို့လိုအပ်တယ် ။ဒါကြောင့်ကျေးဇူးတင်ပါတယ်။ခင်ဗျားနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะဒီဗီဒီယိုမှာလည်းကိုအစားဆုံးကြည့်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။